တော့တာဘာဖြစ်လာပြန်တာလဲဟိုးအမေတင်းရတာခန်းထဲမှာရှိနေရဲ့အမေရဲ့ဟင်ဟုတ်လို့နားတာရဲ့မနေ့ကတော့မကြားတော့ဘူးဆိုဟာခုပြန်ကြားနေရတယ်အမေရဲ့ပြီးတော့အရှင်နေရတဲ့ပို့ချနေရဟုတ်တော့ဘလို့ဖြစ်ရာလဲဒေါ်တင်နဲ့အဲ့လိုပြောနေတော့ဂျင်းကနဲ့အတန်အခြေကြီးကမြီးသွားခဲ့တော့ဒီအမလီဖះဖះဒါပါတယ်များလေအမေတအားရင်ကို မိုးချိုပြစ်ချလိုက်တာများနိုင်ဟေးမိုးမရလေးမတိုက်ပင်နဲ့ဘလို့လို့မိုးချိုပြစ်မှလည်းတိုက်လာလာလာအမေတို့အိမ်ကြီးထွက်ကြည့်အောင် ညမှာတော့တုပ်ပေါ်ကအခန်းထဲမှာစာတိုင်ဖတ်နေခဲ့တာပါ။စာအုပ်ကိုအယုံဆိုင်ပြီးကြည့်နေရကတန်းဝင်ရော်တယ်။ဟာ။အဲ့ကျန်လိုက်တာ။ဖို့တူလေဒီလိုစာအုပ်တွေကိုဘလို့စိတ်နေမြဖတ်နေလဲမသိဘူး။ငါတော့သုံးလေးမျက်နှာနဲ့ငိုက်သွားပြီ။ဒါအိတ်စီပဲ။အိတ်လိုက်တာပဲကောင်းပါလေ။အဲ့လိုပြောပြီးတော့တုပ်ပေါ်လေးဂရင်မမလှိမ့်ချလိုက်တော့လေ။ဟာ။အညောင်းကိုပြေးသွားတာပဲ။ ဒလုံနဲ့တော့ပေါ်လေမျက်လုံးမိပြီးတော့အိတ်ဖို့ပြင်းနေအဲ့ဒီအချိန်မှာပဲအပြင်းမကနေပြင်းနေရကိုကုတ်ကြည့်နေတဲ့တန်ကိုကြားလိုက်ရတာပါဒါနဲ့တော့ပေါ်လေမျက်လုံးပြန်ပွင့်လာခဲ့ဟမ်ဘာတိုင်းနေကြောင်းလားဒလုံနဲ့တော့ပေါ်လေအိယာမောကနေထားပြီးအခန်းထဲမှာဟိုရှာကြည့်တီရှာကြည့်ရှောက်ကြည့်နေခဲ့တာပါဘာမှလည်းမရှိပါဘူး။ငါစိတ်ထင်တာများလား။ဟမ် ဒါနဲ့တော့ပေါ်လေဂရင်မော်မှာပြန်လဲအိတ်လိုက်တယ်။လဲအိတ်ပြီးသိမ့်မကြခင်ပြည်နေံကိုကုတ်ချနေတဲ့တန်ကိုထက်ကြလိုက်ရတာပါ။ဟင်။တရေတရေထင်နေ။အမေရေတရေပြောတရေတရေဒါနဲ့ရတော့ပေါ်လေအခန်းထဲကနေဝရုံးသုံးကနေ ထွက်ပြေးသွားခဲ့တော့တယ်။ဒီလိုနဲ့တော့ပေါ့လေသူမိဘတွေခန်းလေးကို အပြေလွန်ရောက်လာခဲ့တာပါ။သူ့ဘောပြေးဝင်လာတဲ့အတွက်ကြောင့်သူ့မိမတွေလည်းလက်နူသွားခဲ့တော့တယ်။ဟဲ့တာဘာဖြစ်လာလဲ။ဟိုအမိတာတာတာခန်းထဲမှာတရေရှိနေရဲ့ဗျ။ဟေးပေါက်ပေါက်ရှာရှာတော့ဒီမှာဘယ်တရေရရှိရမှာတော့ဟဲ့။ဟာရှိတယ်မေရဲ့။တာနာနဲ့ဆက်ဆက်ကြားလိုက်တာ။အဲ့ဒီတရေနေအောင်ကုတ်ချစ်နေရဗျ။မဟုတ်တော့ပါဘူးတာရဲ့။တာနာကြမှာနေမှာပါ။အဖေလိုက်ကြည့်ပေးမယ်လေ။ ဟုတ်ပြီနောက်တော့တော်ပေါ်လေးအဖေဖြစ်သူနေတူသူ့ခံနေကိုပြန်ရောက်လာခဲ့တော့ဒီဥမောက်တို့ကနေရာနဲ့ရှောက်ပတ်ကြည့်နေနေဘာသည်မှမကြားပါဘူးတိုင်ငါသားနားကြမှားတာနဲ့တူတယ်မဟုတ်ဘူးပြည့်တာနာနဲ့ဆက်ဆက်ကြားလိုက်တာနေရန်ကိုကုတ်ချင်နေတဲ့အတန်ကြီးဗျဟာ ဒါဆို ခုလေကြောင်းမှာပေါ့တာရဲ့မဟုတ်လေအိမ်မှာအတိုက်လုပ်ထားတဲ့ငှက်တွေဖြစ်မှာပါညလေနဲ့နေပြီဆိုတော့စူးစမ်းပြီးတော့အိတ်လိုက်တော့နော်ဟုတ်တော့ဘောလေအဖေဖြစ်သူစကားကိုမလွန်ဆန်နိုင်တဲ့အတွက်ကြောင့်ခရင်မမပြန်ရင်းလိုက်တယ်ဒါဆိုအဖေသွားပြီနော်ဒါဟုတ်ကဲ့ပြီဦးမောင်တို့ထွက်သွားပြီးတိတ်မကြခင်သူစစောကကြားရတဲ့အတန်ကို ထက်ကြလာခဲ့ရပါဟမ် အတန်ဒီထက်ကြာနေရပြန်ပြီကြောက်လိုက်တာဟာဒါနဲ့တော်ပေါ်လေးနားဟောပြီးပြီးကြောက်ကြောက်နဲ့ရှိနေခဲ့တော်တယ်နောက်နေ့မနေ့ရောက်တော့မိဝိုင်းနဲ့ငပိန်ကပို့ထရိုအိမ်ကိုရောက်နေခဲ့ကြတယ်ပို့ထူတော်ပေါ်ရော လာမေးလို့မပြောဘူးလားငါဖုန်းဆက်တော့ကတော့လာမယ်လို့ပြောတာပဲဟာဒါနဲ့ငပိန်က ခေါင်းငိုက်ဆိုင်ကြပြီးလာနေတဲ့တုပ်ဘုံကိုမြင်သွားသည်။ဟောဟိုမှာပြောရင်းဆိုရင်းနဲ့လာနေပါပြီ။ဒီလိုနဲ့တုပ်ဘုံကကုပြစ်ပေါ်မှာဝင်တိုင်လိုက်တယ်။ကဲငါ့ကိုခေါ်လိုက်ရတဲ့အကြောင်းရင်းကဘာများလဲ။လူကြီးတို့ရှင်မပြောနော်။ငါအေးမွားလို့စိတ်ကတိတ်မကြည့်ဘူးရဲ့။ခိုးတူကတုပ်ဘုံကိုတေးချကြည့်လိုက်တယ်။ဟာဟောဘုံမိမျက်လုံးကညိုလို့ပါလား။ဘလို့ဖြစ်တာလဲ။မပြောချင်တော့မှဖိုးတူရား။ မင်းညတို့ဟိမတရေချောင်းလူဟဟမ်မင်းတို့ဟိမတရေချောင်းတယ်ဟုတ်လားဟာဟုတ်တယ်ဟအဲ့ဒါလေငါတယောက်တည်းပဲကြားရတာဟေးဘလို့ကြားရလဲတို့ပေါ်ဟိမသိပါဘူးကွာပြင်းနေအောင်ကုတ်ချစ်နေရဲ့အတန်မင်းဟကြောင်များလားအဲ့လိုမဟုတ်ဘူးဟငါခဲနဲ့လိုက်ရှာကြည့်ရောလေကြောင်ရဲ့အရေးအောင်တော့မမမြင်ရဘူးရေဟာငါသိပြီလက်ရှိရှိနေသေးကကုတ်ချစ်နေရနေမှာဟာ မင်းပြောလိုက်ပါမယ်။ကြောက်ပါလေဆိုမှပို့ကြအောင်လို့လာဖြဲချောင်းနေတာ။ဒါဆိုဒီလိုလုပ်လေ။ငါတညာကမင်းအိမ်မှာလာအိတ်ကိုပေးမယ်။ဟမ်တကယ်လားဖို့သူ။တကယ်ပေါ့ကွာ။ဒါနဲ့ငါတို့ကိုကိုကြီးဖို့တော်ကော်ထားတယ်ဆို။မတော်ကြသေးဘူးလား။အော်အေးမင်းနေကတော်ကြဆို။ကိုကြီးဖို့တော်ကဘာလို့တို့ခေါ်လာလဲယင်ဖို့သူ။စာကြည့်လိုက်မှလော်ဝါးပေးဖို့အတွက်ခေါ်ထားတာဟာဒီလိုနဲ့အဖိုးထူးတို့လည်း စာကြည့်လိုက်မှလောဝပီဖို့အတွက်ပိုးတော်တို့အိမ်ကိုအရင်ထွက်လာခဲ့ကြတယ်။ညာဘက်ရောက်တော့ပိုးတူလည်းတုပ်ပေါ်နေတူအိတ်ကူဖို့အတွက်သူတို့အိမ်ကိုရောက်နေခဲ့တာပါ။ဒေါ်တင်နှွေးကကစုံဥပြုတ်ကိုယူပြီးစပွဲကုန်ပေါ်မှာတင်ပေးလိုက်တယ်။ကဲပိုးတူတားလေကစုံဥပြုတ်ဆောင် ဟုတ်ကဲ့ရှင်။မေ အဖေရောရင်ဒီနေ့ယာရင်းကပြတ်မလာဘူးလားဟမ်ဒီနေ့တော့ပြတ်မလာဘူးတာရဲ့ယာရင်းမှာပဲအိတ်နေဆိုပြီးဖုန်းဆက်လာတယ်။အော်အိတ်လို့လားဗါလေမင်းကကြောက်လို့လားမကြောက်ပါဘူးဟာမင်းလည်းရှိနေရပဲဦးဖိုးသူကြီးတာငယ်ချင်းကမရှိရတဲ့အံရုံးနေကြောက်တယ်ထင်နေရဲ့ကွဟုတ်ကဲ့ရှိသူတင်နေတဲ့ကိစ္စအမှန်ဟုတ်မဟုတ်ဆိုတာသိရဖို့အတွက်တာနေညာဖြည့်ရှင်းပေးမလို့ပါအေးကွအဲ့လိုလုပ်ပေးလိုက်ပါ မဟုတ်ရှင်လေသူ့မှာစိတ်ဒိစဖြစ်ပြီးအိတ်မပြောဖြစ်နေတာကွကဲကဲစားကြအောင်အရှိဖះကတော့ကိုသွားလိုက်အောင်မေဟုတ်ကဲ့အရှိဒီလိုနဲ့ဒေါ်တင်နဲ့လေသူတို့နာနေထွက်သွားခဲ့တော်ဒီဖို့သူမင်းအစိုးရအိတ်မသွားနိုင်အောင်နော်အေးပါဟအဖြေရှာဖို့လာလေဟောင်းအစိုးရမိတ်ပါဦး ဒီလိုနဲ့တုတ်ပေါ်နေဖို့သူလဲအိတ်ချဖို့အတွက်တုတ်ပေါ်ကလေးမောင်မလှင်းနေခဲ့ကြတာပါဖို့သူအတန်ကြားလိုက်မင်းကြားလို့လားတုတ်ပေါ်မကြောက်ဘူးဟာမင်းများကြားနေမလားလို့မေးကြည့်လားငါလည်းမကြောက်ဘူးဟာငါတို့မအိတ်သေးလို့ထင်နေမင်းရင်အိတ်လိုက်လीဒီလိုဆိုရင်အတန်ထွက်ရင်ထွက်လာမှာအေးနော်အဲ့လိုပြောပြီးတော့တုတ်ပေါ်လေးမျက်လုံးမိတ်လိုက်ပြီးခဏအကြာအိတ်ပျော်သွားခဲ့တော်တယ်အင်း တို့ဘုန်းတော်အိတ်သွားပြီပဲသူပြောတဲ့တန်လည်းမကြပါဘူးအရှိတင်နေပြောသလိုသူပဲရုံနေကြောင့်တင်ထိနေရနေမှာဟာဒါနဲ့ဘုသူလည်းမျိုးလုံးမြင့်ပြီးတော့အိတ်လိုက်တော်ရီမနေ့ရောက်တော့တို့ဘောလေးအိတ်နေရကနူးလာခဲ့တော်ရီဟာအင်းရွာနေရောအနားမှာစားအုပ်ထိုင်ပဲနေရဖို့သူဟာ တူဖို့နိုးလာတာကိုမြင်တော့နိုးပြီလားဝတ်ဖို့ဟမ်မင်းမနေ့ညမိတ်ဘူးလားဖို့သူအဲ့တောင်ဘောကဆော့ဆော့နိုးနေရလေဝါဖို့သူတို့များကမရိယာရှိချက်အစိုးရနိုးနေလားအချင်းချင်းကိုမြောက်နေပြန်ပြီဒါနဲ့မင်းကြားရဲ့အတန်းဆိုတာနားကြမလာနေမှာနော်ငါလည်းမကြောက်ဟင်းဒါဆိုငါတယောက်တည်းကြားတာများလားဟမ်မင်းရောမနေ့ညကြားသေးရလားမင်းညကတော့မကြောက်ဘူးက ဒါပေမဲ့အိမ်မက်တော့မက်ခဲ့တာဟုတ်လားဘလို့အိမ်မက်မျိုးလဲမင်းညငါနဲ့မင်းနဲ့အဲ့နေတော့ခလေးတယောက်ကငါစီရောက်ခဲ့တယ်ဟပြီးတော့ငါ့ကိုဒီကန်းနေရထွက်သွားဖို့လဲမောင်းထုတ်တယ်ဒါနဲ့ငါလဲပါလို့ထွက်သွားခိုင်းတာနေဆိုတော့မင်းမလို့ရှိသည်သူကဒီပင်းမောက်ကနေခေါင်းဆင်းသွားခဲ့တာဟဟေးဟုတ်လားမင်းမကလည်းအဆမ်းမင်းစိတ်ဆွဲလို့လဲဖြစ်ရင်ဖြစ်မှာပါဒီညလဲကောင်းကောင်းအိမ်ကိုငါသွားတော့မယ်သွားတော့မှာလား နက်စာစားသွားအောင်လေတော်ပြီဟငါအိမ်မှာပဲသွားစားတော့မယ်အေးပါအေးပါညနေပိုင်းရောက်တော့တော်ဘောနဲ့ဒေါ်တင်တွေကအိမ်နောက်မှာတပြက်စီလိုက်ပြီးတော့တန်ရှင်းရဲ့လုံနေခဲ့ကြတယ်။တော်ဘောကသူ့အမေစုလဲထားတဲ့အမိုက်တွေကိုချင်းနေထည့်နေရင်းနေ။မေး ဒီဘင်းကြီးကတော်တော်ကြီးလာရဲ့နော်ဟုတ်ပါနော်အမေလည်းခုမှသတိထားမိတော်တော်ကြီးနေရပဲဒီဘင်းကြီးကဟိုလဲတော့မလဲတော့ပါဘူးနော်အမေကလေဒီဘင်းရဲ့မြေကဒီလောက်ခိုင်ခန့်နေရမလဲတော့ပါဘူးအဲ့လိုပဲဖြစ်မှာပါကဲကဲတိတ်ကြရှိရမြန်မြန်သိပြီးရင်အမေတို့ထမင်းသွားစားကြမယ်ဟုတ်ကဲ့မီဒီလိုနဲ့တော့ပေါ်လေအမိုက်တူကိုကောင်းအောင်လို့တိတ်စင်းနေခဲ့တော်နေ ညာဘက်ရောက်တော့တုပ်ပေါ်လေးရှိရဲ့ဒီဟာကြားရတဲ့အောင်မိပြီးအိပ်ဖို့ပြန်တော်တယ်။အင်းဒီညလေးကောင်းကောင်းအိပ်ပြောင်းအိပ်ရမယ်။အဲ့လိုပြောပြီးမျက်လုံးမှိတ်လိုက်ချိန်မှာပြင်းနေအောင်ကုတ်ချနေတဲ့အောင်ကြားလိုက်ရတော်တယ်။ဟမ်တတတင်းရပြန်ပေါ်လာပဲမနေ့ကတော့မကြားရပါဘူး။ဘလို့ဖြစ်ပြီးတော့ခုပြန်ချားနေရလဲ။ဟမ်ဒါနဲ့တော့ပေါ်လေးမကြားရအောင်လို့နားပိတ်ပြီးရှိနေခဲ့ပြီမင်း အတန်ကပိုကျေတဲ့ထက်ကိုကျင်လာခဲ့တော်ရီအမေရေတရေပြိုတရေတရေချောင်းချောင်းဆရာကောင်းတဲ့အတန်ကြောင့်ဒေါ်ဘောလေးခန်းထဲမှာမနေရတော့ဘဲထွက်ပြေးသွားခဲ့တော်ရီဒေါ်ဘောရဲ့အော်တန်ကြားတဲ့အတော်ကြောင့်ဒေါ်တင်နဲ့လေအိတ်နေရာကနိုးသွားခဲ့တော်ရီဒေါ်ဘောတာဘာဖြစ်လာပြန်တာလဲဟိုးအမေ ။တင်းရတားခန်းထဲမှာရှိနေရဲ့မင်းရဲ့။ဟိဟုတ်လို့နားတားရဲ့။မနေ့ကတော့မကြားတော့ဘူးဆို။အခုပြန်ကြားနေရတယ်မင်းရဲ့။ပြီးတော့အရှင်နေ့ရက်ထပ်ပို့ချင်နေရ။ဟုတ်တော့ဘလို့ဖြစ်ရလဲ။ဒေါ်တင်နဲ့အဲ့လိုပြောနေရောဂျင်းကနဲ့အတန်အကျကြီးကမြည်သွားခဲ့တော့ဒီ။အမလီဖျားဖျားဒါပါတယ်များလေ။အမေတားတော့ရင်ကိုမိုးโจပြစ်ချလိုက်တာများလား။ဟေးမိုးမရလေးမတိုက်ပဲနဲ့ ဘလို့လို့မိုးကြိုးပြစ်မှလည်းတိုက်လာလာလာအမေတို့အိမ်ကြီးထွက်ကြည့်အောင်ဒီလိုနဲ့တဘောလူသားမီနှစ်ယောက်လည်းအိမ်မြတ်ကိုထွက်ကြည့်လိုက်ချိန်မှာအိမ်နောက်မှာရှိတဲ့အပင်ကြီးကမုံမြာလေးမတိုက်ပြီးသူတို့အိမ်ဘက်ပြိုကျနေတာကိုမြင်လိုက်ရတော့လေအမေခိုးအိမ်နောက်ကအပင်ကြီးကလဲသွားတာပဲအမလီလီတော်သေးတာပေါ့သားရဲ့ ငါသားအမေစီရောက်နေလို့အပင်းကတားခတ်တတဲ့ပဲလဲသွားတာကွဘုရားကယ်ပေးလို့ပေါ့တားရင်ဒီလိုနဲ့တော့ပေါ့လေသူမင်းညာမက်ခဲ့တဲ့ အိမ်မက်အကြောင်းရနေဒီညာဖြစ်လာတာတွေကတိုက်ဆိုင်နေအောင်ဆိုတော့မှင်တတ်နေခဲ့ရတယ်မနက်ဖက်ရောက်တော့ဖိုးထုတို့တော့ရောက်တာတော်ဘိုးတို့အိမ်ကိုရောက်လာခဲ့ကြတာပါမိဝိုင်းက တော်ဘောတို့အိမ်ကိုပြည်နေရဲ့အပင်ကြီးကိုကြည့်ရင်မှင်တတ်နေရင်နေဟေးအပင်ကြီးကတော်ဘောတို့အိမ်ကိုရဲဆက်ဆက်ကိုပြည်မိနေရပဲဟုတ်တယ်မိဝါရဲ့ငါချိန်တော့အိမ်မတရားကောင်းနေရလိခုလိုတွေဖြစ်လာမှကိုကြိုမြင်နေလို့အပြင်မှာရောအိမ်မက်ထင်မှာမှလာသိပေးနေရချင်းနေမမေအားလီမတိုက်ပဲခုလိုဖြစ်သွားမှုပေါ့ရင်တော်ဘောပြောရလိဖြစ်နိုင်နေဟဒါဆိုအဲ့ဒီကောင်းကြီးကဒီပြီးမှနေတည့်ရဲ့မြလားဟမ်တည့်ရဲ့လားပါလားဆိုတော့ ငါလည်းတေးချာမသိဘူးဟာဒလုံလုံးလေငါတို့ကိုကြက်ကြီးကိုတားမိကြည့်ကြတာပေါ့အကျိုးအကြောင်းသိရရင်အဲ့ဒီကောင်လေးကိုလိုက်ရှာလို့ရတာပဲမင်းကငါ့အိမ်မက်တရားကောင်လေးကို ရှာမလို့လားဖို့တူအင်းလေမင်းတက်ကဲထားရပဲကိုရှာတဲ့ရင်ရှာမှာပေါ့မင်းပြောရလဲဟုတ်ပါရဲ့လေငါ့အတက်ကိုကဲခဲ့တဲ့သူပဲရှာတဲ့မှာလေဒလုံနေသူတို့အဖွဲသားတွေလေမော်စရာချက်ကြီးရင်ဘက်ကိုထွက်လာခဲ့ကြတယ် မော်စီယာချက်ကြီးအိမ်ကိုအရောက်တရားထိုင်နေရကမျက်လုံးပွင့်လာခဲ့တော်တယ်။ကိုချက်ကြီးမော်စီယာချက်ကြီးကစကားပြောမဲ့တူပေါ်ကိုလက်ကပြလိုက်ပြီးတော့မင်းတို့အိမ်တော့ကအပင်ကြီးရုတ်တရက်လဲကျသွားတယ်မဟုတ်လား။ဆရာချက်ကြီးကအဲ့လိုပြောလိုက်တော့ဖိုးတူတို့အဖွဲသားတွေလည်းအံ့ဩသွားခဲ့ကြတယ်။ ။ဒါနဲ့မိဝိုင်းကငပိတ်နာကိုကတ်သွားလိုက်တယ်။ငပိတ်ကိုချက်ကြီးကလေမော်ဆရာနေအကြမ်းမြင်ဘက်ကို ပြောင်းသွားတာများလား။ဩနင်းကလေကိုချက်ကြီးကအန်နီရီနဲ့ကြုံလာမယ့်ယာရီဆိုကြုံမြင်နိုင်တယ်လေဟာ။ခုကကြုံပြီးသွားပြီလေဟာ။ဟုတ်တယ်ကြုံပြီးသွားပြီ။ဒါပေမဲ့တုံပေါ်ဘေးကင်းမယ်ဆိုတာကြောက်သိနေ။ဗျာဘလို့သိရလဲကိုချက်ကြီး။မင်းမဲ့တဲ့ပေါ်လာတဲ့ကလေးက အဲ့ဒီဘေးကြီးမှနေရဲ့အပင်ဆောင်နေပေဟာဖျားတကယ်လားဟင်ဟုတ်တယ်ဒါမို့မင်းရဲ့နေရမဖြစ်အောင်မင်းရဲ့ကြောက်စိတ်ကိုတုံးချပြီးကုညီနေခဲ့တာဒါကြောင့်မင်းတည်တည်လေးဘေးကင်းသွားတယ်မတ်အော်အဲ့လိုစိတ္တစာညတွေကစိတ္တစာမှုပဲနဲ့အသက်ရှင်အောင်လို့တတိပင်းနေခဲ့တာပဲဒါဆိုခုအဲ့ဒီဘေးကြီးလည်းမရှိတော့ဘူးဆိုတော့သူပြောက်သွားပြီလေတော်ဘောတို့ချန်နေကအပင်တမင်မှာပဲထက်နေနေပါတယ် ဟမ်ဩကဲတော့ဗောနောက်လေခုလိုကုညီမဲ့သူတွေရှိအောင်ဖရာတရားကိုမြင်မြလောက်ရမယ်နော်ဟုတ်ကဲ့ပါကိုချက်ကြီးကဲကဲသွားကြတော့သွားကြတော့ကိုချက်ကြီးလည်းတရားဆက်ထိုင်လိုက်အောင်မယ်ဟုတ်ကဲ့ပါကိုချက်ကြီးဒီလိုနဲ့သူတို့ဖဲ့တောင်းရင်းလေမော်စရာချက်ကြီးရဲ့အိမ်ေကနေထွက်လာခဲ့ကြတယ်နောက်တော့ဘူးတို့လည်း မော်စရာချက်ကြီးအိမ်ကနေပြန်လာနေခဲ့ကြတာပါတို့ပေါ့နင်တို့အိမ်မှာအပြင်ကြိုးကြသွားတော့ဟိုနေရက်လန့်သွားမှာပေါ့နော်အင်းလန့်တော့လန့်သွားတာပေါ့ငါ့မိကပိုလန့်သွားမိချင်းနေငါဘာမှမဖြစ်သွားလို့တော်သေးတယ်ဆိုပြီးလဲပြောနေခဲ့တာဟာအင်းလီအဓိကသူ့အသက်ပဲဟာပစ္စည်းတွေကဘယ်အချိန်ပြန်ရှာရှာရတယ်အဲ့လိုပြောမှပဲနင်တို့အိမ်မှာပြိနေရဲ့အပင်ကြီးကိုဖယ်ဖို့လုံအောင်ပြအောင်ပါပဲဟုတ်တယ်ဟာငါလည်းအဲ့ဒါပြောမလို့ ဒါဆိုတော်ဘောကြီးမှလိုအပ်ဖို့အတွက်သွားကြတာပေါ့အဲ့ဒီအချိန်မှာပဲသူတို့ရှိရနေဘိုးကြီးတို့သုံးယောက်သားကမပြင်းအောင်တမဲလမ်းလျှောက်လာနေခဲ့ကြတယ်တော်ဘမင်းတို့ရင်အပင်ပြိမိလို့ဆိုဟုတ်တယ်ဟာမင်းမလို့သိရလေအမလီတို့ရအကြောင်းလေးမသိတာမဟုတ်ပဲနဲ့ဘသူအိမ်ကအပြောက်တာအစအကုန်သိနေကြတယ်ဟာအဲ့ဒါတော့ဟုတ်တယ်ဟာငါပါဝင် အကုန်လုံးကဆက်စုကြတယ်ငါကတော့ဆက်စုတာတော့မဟုတ်ဘူး ငါတို့၃ယောက်ကမင်းအိမ်မှာလှူဝါးပေးဖို့ရောက်လာခဲ့တာဟာဘလို့ဆိုတော့ပဲငါတို့လည်းခုသွားကြမလို့အတူသွားတာပေါ့အဲ့ဒီအချိန်မှာပဲစာအုပ်နဲ့တိုးကြွားလေးသူတို့နာဖို့အပြေးရောက်လာခဲ့တော်တယ်ဟိုးစတော့ခဏလေးခဏလေးငါတို့လည်းလှူဝါးပေးဖို့လိုက်မလို့ဟာဟေးစာအုပ်တို့မလားလာလာလာအတူသွားကြမယ်လေငါတငယ်ချင်းတွေကငါ့ဘော်ခုလောက်ထိကောင်းကြတယ်ဆိုတော့ခုမှသိတော့တယ် ကျေးဇူးပါပဲတငယ်ချင်းတို့ရာမလီဒရမာခင်းနေပြန်ပြီလာမြန်မြန်သွားကြပြီတလူနဲ့သူတို့အဖွဲ့သားတွေလေလူစုံတက်စုံနဲ့တက်ညီနဲ့ညီသွားနေကြရင်ဇလန်လေးလေးပြီးဆုံးသွားခဲ့တော့လေ